ီးတို့တပေးချမ်းသာဒုက္ခရခြင်းနဲ့ဆိုရင်ဘာလို့အမှာကုသိုလ်လုပ်အောင်မယ်ဒါပဲရှိကုသိုလ်ကောင်းမှုဆိုတာလူရာတဏ္ဏမှာကုသိုလ်ကောင်းမှုမဟုတ်ဘူးလူရာတဏ္ဏမှာကုသိုလ်ကောင်းမှုလူရာတဏ္ဏကိုဌာနကုသိုလ်လို့ခေါ်တယ်အေးတချို့ကဆင်ကြီးပေးလိုက်ဦးမယ်သူများတွေလို့မချမ်းသာလို့မလှနိုင်ဘူးလို့သူတို့ပြောတယ်လှူတယ်ဆိုတဲ့နေရာမှာအများကြီးလှူစရာလှူမှ ဌာနမြောက်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဘယ်ပုံမှမူတည်တုံးဆိုရင်လူရဲ့စိတ်ဓာတ်ပုံမှမူတည်တယ်မိမိစားတဲ့ထဲကတလုံးတဆုပ်လှူရင်လည်းလှူတာပဲဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဝိသကောတ္တတုံးမှာဟောတာရှိတယ်မိမိစားတော့ပြီးလို့ဥခွဲ့ပကံလေးစစ်ကြောတဲ့အခါအဲ့ဒီဥခွဲ့ပကံလေးမှာရှိနေတဲ့ အကျွင်းအကြံလေးတွေကိုစွန့်ပစ်တဲ့အခါမှာတောင်မှပဲဒီပုံမှန်တရားလေးတွေဟာဒီစားကျွင်းစားကြံလေးတွေကိုစားကြပါသေးဆိုတဲ့စိတ်ထဲမှာရည်စူးချက်ကလေးနဲ့စွန့်မယ်ဆိုရင်တဲ့အဲ့ဒါဒါနာကုသိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားအဲ့ဒီဒါနာကုသိုလ်ရဲ့အကျိုးဟာလည်းကိုယ်ပေါ်မှာတက်ရောက်မှုရှိတယ်လို့ဒီလိုဟောတာမြတ်စွာဘုရားဒီလိုဟောတာအဲ့ဒါမရှိလို့မလို့ဘူးဆိုတဲ့စင်ကြီးကမလို့မလို့လားအပ်တဲ့အရာပဲပေါ့ ာကောင်းမှုဆိုတာကိုစားတဲ့ကြေကနေတလုံးတစ်ခုခွဲပြီးတော့လှူလဲပဲဒါနကောင်းမှုဖြစ်တာကိုတောက်တဲ့ရေကိုတောက်မဲ့ရေတွေကနေပြီးတော့တဝက်လျှော့တောက်ပြီးတော့ဖះကိုရေကပ်မဲ့ဆိုရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲပန်းတပွင့်လှူရင်လေကုသိုလ်ကောင်းမှုဖြစ်တာပဲဒါနကောင်းမှုဆိုတာတကယ်စိတ်စေတနာရှိပြီတကယ်လှုပ်ချင်တဲ့စိတ်ဆွမ်းအားတွေရှိပြီဆိုရင်ကုသိုလ်ဖြစ်တာတည်းကြည့်ပါ ဒါနကောင်းမှုလုပ်လို့ရတာအကြည့်ပဲဒီလိုဆိုတာပေါ့မိသားစုထမင်းဝိုင်းစားတဲ့အခါမှာတောင်းပါပဲအေးကိုမိသားစုတွေကငါကရှိကလေးနဲ့စားမယ်သူတို့စားကြပါစေလို့ဦးစားပေးလိုက်ရင်ဒါကုသိုလ်ဖြစ်တာဒါနကုသိုလ်ဖြစ်တယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဇနီးမောင်နှံနှစ်ယောက်လို့တော့မလုပ်နဲ့တမင်းတပကံထဲမှာစားကြတယ်ပဇွန်တော်ကြီးကတကောင်ထဲပါ သူကလည်းစားတယ်ငါကလည်းစားတယ်အဲ့ဒါဆိုလို့ရှိရင်ပစွန်တော့ကြီးလဲတဲ့လူစားခွင့်ပေးမယ်ဆိုပြီးတော့သမင်းပုံရဲ့အလဲခေါင်းမှာတစ်ဖက်ကယောက်ျားလုပ်တဲ့လူကစားတယ်တစ်ဖက်ကအမျိုးသမီးကစားရဲ့ရဲ့ပြီးစားတော့ယောက်ျားလုပ်တဲ့လူကဘာလုပ်တော့ဆိုရင်ပစွန်တော့ကြီးသူ့ပဲလဲအောင်အောက်ကနေရဲ့ရဲ့ပြီးတော့သမင်းကိုများများယူတဲ့အခါကျတော့ပစွန်လုံးကယောက်ျားပဲလဲသွားတယ် ယောက်ျားပဲလဲသွားတော့သူပဲစားပြစ်တယ်ပေါ့အဲ့ဒီကျတော့အမျိုးသမီးကဘာပြောတော့ဆိုပဇွန်တို့ကြီးမောင်းပဲလဲကြတဲ့ကကွဲခဲ့ပြီတဲ့နော်ဒီလိုအမျိုးကလည်းရှိတတ်သေးတယ်ပေါ့အဲ့ဒီမှာကိုစားရဖို့မလုပ်အောင်တစ်ဖက်သားကိုညှတ်တာပြီးတော့ကျွေးမယ်ဆိုလို့ရှိရင်ဒါနာကုသဖြစ်တာပဲအချင်းချင်းမှာညှာပြီးတော့ကိုစားမဲ့ဟာကိုလှူတဲ့သဘောနဲ့စိတ်စေရနာနဲ့အေးငါလျှော့စားမယ် င်းတုံနှစ်တုံးသုံးလို့ရှိရင်ငါတတုံးပဲစားမယ်ငါတဝက်ပဲစားမယ်ဇာနာသူစားပါစေဟောဒါနကုသိုလ်ဖြစ်တဲ့အကြောင်းကိုပြောပြတာဒီဒါနကုသိုလ်ကလည်းကောင်းကျိုးချမ်းသာကိုပေးနိုင်စွမ်းရှိတယ်တဲ့ခုနကကိုစားလို့အကျံအကျဉ်စွန့်တာတောင်မှဒါနဖြစ်ပြီဆိုတဲ့အခါဟာအချင်းချင်းစားဖို့စားခဲ့ချင်းညာပြီးတော့ကြွေးမယ်ဆိုရင်ဘယ်ဒါနမဖြစ်ပဲနေမလဲဖြစ်တယ်ဒီလိုဆိုလိုတာ